အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတာကတော့ထိုင်းတင်ညာကုန်းတစ်ခုမှပဲဖြစ်ပါတယ်ဒီတင်ညာကုန်းကိုလာရတဲ့အတိတ်အကြောင်းရင်းကတော့ဒီတင်ညာင်းထဲမှာစိတ်ဝင်စားစရာကောင်းတဲ့အုတ်ကူတစ်လုံးရှိတယ်ဗျာဒီအုတ်ကူတစ်လုံးရဲ့သမိုင်းရာဇဝင်ပြည့်အမှန်အကြောင်းအရာကို ပြောပြခြင်းလို့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီတင်ညာကုန်းကိုခေါ်လာလာပဲဖြစ်တယ်ပေါ့နော် ဲဒီအကြောင်းအရာလေးကိုလည်းဒီဖုံးအကြောင်းမှာကပ္ပိယလုပ်နေတဲ့ကပ္ပိယဦးလေးကြီးပြောပြလာတာပဲဖြစ်ပါတယ်သူပြောပြလာတဲ့အကြောင်းအရာလေးကအရင်လဲစိတ်ဝင်စားလို့ပေါ့နော်ကျွန်တော်ကမှတင်ဆက်ကျွန်တော်ရဲ့ message တွေကိုပြန်လည်ပြီးတော့မျှဝေတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်အခုကျွန်တော် ရောက်ရှိနေတဲ့နေရာကတော့ဥရုံဌာနီမြို့နယ်တဲကဖုံးကြောင်တကြောင်မှာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ဒါဖိဆွေရဲ့အုပ်ကူရှိတဲ့နေရာကိုကျွန်တော်တို့သွားလိုက်ရအောင်ပေါ့နော်။ ဒီဖုံးကျောင်းမှာနေတဲ့ကပ္ပိယာကြီးရဲ့ပြောပြချက်အရဆိုလို့ရှင်ဒီဖြစ်ရက်ကတဲ့အနည်း20ကျော်လောက်တော့ကြာခဲ့ပြီတဲ့အခုမြင်တွေ့နေရတဲ့ဒီအုပ်ပုထဲမှာရှိနေတဲ့အမျိုးသမီးရဲ့အကြောင်းကိုဒီရွာထဲမှာ နေတဲ့ရွာသူရွာသားတွေအားလုံးမသိကြဘူးတဲ့ဒီမျိုးသမီးရဲ့အမိကိုလည်းမသိဘူးဒီမျိုးသမီးကဘယ်ရဘလို့လာပြီးတော့ဒီရွာနားမှာတည်ဆုံနေတဲ့ဆိုတာကိုလည်းမသိကြဘူးတဲ့ဒီဖိဆွေးဆိုလည်းအမိဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကို ပြောရမယ်ဆိုလို့ရှိရင်တဲ့ဒီရွာရဲ့ အဲရွာပြင်မှာပေါ့နော်ဒီကုဒီရွာလေးရဲ့အပြင်မှာတဲ့အမိမတိအမျိုးသမီးတယောက်ရွာသားမှာတေဆုံးနေတာကိုတဲ့ရွာသားတယောက်ကမြင်တွေ့လိုက်တယ်မြင်တွေ့တာနဲ့အဲရွာသားကလည်းရွာလူကြီးကိုအကြောင်းကြားရွာလူကြီးကမှတက်စင်တက်ဆိုင်ရာရဲရာရှိတွေကိုအကြောင်းကြားပြီးတော့အဲတေဆုံးနေတဲ့အလောင်းကိုတွားရောက်ပြီးတော့စစ်စစ်ကြည့်စုလိုက်တဲ့အခါကျတော့အဲ့ဒီအမျိုးသမီးတေဆုံးနေတဲ့ပုံစံပေါ့နော်အတင်းအာဓမ္မပေါ့နော်ဒါပြုတ်ကျင့်ပြီးတော့တတ်ထားတဲ့ပုံစံမျိုးကိုမြင်တွေ့လိုက်ရတယ် ။ဒါနဲ့ရဲရာရှိတွေကလည်းဒီရွာတဲကမျိုးသမီးလည်းမဟုတ်ဘူး။ဒါနဲ့ဒီမျိုးသမီးကဘယ်ဟာဘယ်လိုလာပြီးတော့ဒီရွာနားမှာတည်ဆုံနေရလဲဆိုတာကိုလိုက်လိုက်ပြီးတော့စုံစမ်းတယ်ဘလို့မအောင်စုံစမ်းစာဖွေလို့မရဘူးပေါ့နော်သူ့ရဲ့ဆွေမျိုးသားချင်းတွေကိုဒါနဲ့အဲ့ဒီရွာကဖုံးကြောင်းမှာပဲအဲ့ဒီမျိုးသမီးရဲ့အလောင်းကိုထားပြီးတော့နောက်ဆုံးမှာတကြိုပေးလိုက်တယ်ပေါ့နော်ဆွေမျိုးသားချင်းတွေကိုစောင့်သေးတယ်စောင့်လို့မရတဲ့နောက်ဆုံးကမှတကြိုလိုက်တာတဲ့အဲ့တကြိုပြီးတဲ့အချိန်ကစလို့ပေါ့နော်အမျိုးမျိုးအဲ့ဒီမျိုးသမီးက၆လှန့်တာ သူ့ရဲ့အုပ်ကူကလည်းရွာရဲ့လမ်းဘေးမှာဖြစ်နေတဲ့အခါကြတော့ပေါ့နော်ရွာသူရွာသားတွေအဲ့လမ်းတွေဖြတ်သွားတဲ့အခါမှာဆိုလို့ရှိရင်အုပ်ကူပေါ်မှာငုတ်တုတ်ထိုင်နေတဲ့ပုံစံမျိုးတွေကိုလည်းမြင်တွေ့ရတယ်တခါတလေမှဆိုရင်အုပ်ကူရဲ့ဘေးနားမှာမတည့်ရက်ပြီးတော့လမ်းဘက်ကိုမျက်နှာမူပြီးတော့ကြည့်နေတဲ့ပုံစံတွေကိုလည်းတွေ့ရတယ်တဲ့တချို့ရွာသူရွာသားတွေကိုလည်းအိမ်မက်ပေးတယ်ပေါ့နော်အိမ်မက်တဲမှဆိုလို့ရှိရင်အဲ့ဒီအမျိုးသမီးကမျက်နှာအရန်ချုံမောလှပတဲ့အတွင်ပြင်ကိုရှိတယ်တဲ့အဲ့ဒါကိုသူတို့ကအစွဲပြုတ်ပြီးတော့ ဖီဆွဲဆိုပြီးတော့တို့ကအမိပေးလိုက်ခြင်းပဲဖြစ်တယ်ပေါ့နော်ဖီဆွဲဆိုတဲ့အဓိပ္ပာယ်မြန်မာလိုဘာသာပြန်မယ်ဆိုလို့ရှိရင် အရန်ချောမောလှပလည်းမိကလေးလို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲပြီးတော့ဒီဖီဆွဲကတည်ဆုံးလာတဲ့အစိမ့်တွေတည်သွားတဲ့အခါကြတော့ပေါ့နော်မကြွတ်မလွတ်ဖြစ်ပြီးတော့ရွာသူရွာသားတွေကို၆လန်းနဲ့လို့ဆိုပြီးတော့လည်းတချို့ကလည်းယုံကြည်ကြတယ်ပေါ့နော်အရန်၆လန်းအားကြီးတို့အဲ့ဒီဖုံးเจ้าမှာသတင်းသုံးနေတဲ့ဆရာတော်ဖျားပေါ့နော်ဖီဆွဲအတွက်ရည်စူးပြီးတော့ပေတရားရည်နာပြီးတော့ကောင်းမှုကုသိုလ်တွေလုပ်ပေးတယ်ဒါပေမဲ့လည်းဖီဆွဲက 6မြဲအတိုင်းပဲ6လှန့်နေပေါ့နော် တချို့ရွာသူရွာသားတွေပြောတာကလည်းပေါ့နော်ဖိစွေဆိုတာကတော့ဒါရွာသူရွာသားတွေပေးထားတဲ့အမိပေါ့နော်သူ့ရဲ့အမိကဘသူဘဝဆိုတာကိုလည်းဘသူမှမသိရဘူးဒါကြောင့်ဒီပေတရားနာတဲ့အခါမှာဆိုလို့ရှိရင်လည်းအမိမသိတဲ့အခါကြတော့ပေါ့နော်အနမျိုးကိုခေါ်ပြီးတော့ပေတရားနာပေးဖို့ကြတော့အဆင်မပြေလို့သူကသူမကြွ့မလို့ဖြစ်နေတာလားအာဆိုပြီးတော့လည်းသူကြောက်လည်းယုံကြည်ကြတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကဘလို့မြင်နေလို့မသိဘူးပေါ့နော်ကျွန်တော်တို့မြန်မာဒလိမာဆိုလို့ရှိရင်ပေတရားနာတော့မယ်ဆိုလို့ရှိရင်တေဆုံးသွားတဲ့သူရဲ့အမိကိုခေါ်ပြီးတော့ပေတရားနာပေးရတာမျိုးတွေရှိတယ်ပေါ့နော် တို့ထိုင်းပါတယ်အဲ့လိုမျိုးပဲဒီကူဒီတေဆုံးပါလေအမျိုးသမီးရဲ့အမျိုးမသိတဲ့အခါကျတော့နာမည်ခေါ်ဖို့ကြတော့လေခက်ခဲတယ်ပေါ့နော်အဲ့အကြောင်းမလို့ပဲမကြွမလို့ဖြစ်နေတာလားဆိုပြီးတော့လေအချို့ကတဲ့ယုံကြည်ကြတယ်တဲ့အဲပြီးတော့ဒီဖုန်းကြောင်းမှာသတင်းသုံးနေတဲ့ဆရာတော်ဖရားရဲဒီဖြည့်ဆွေမကြွမလွတ်တာနဲ့ပတ်သက်ပြီးတော့သူစူးစမ်းပြီးတော့ပြည်တရားတွေနာပေးတယ်ပေါ့နော်သူတက်ကောင်းမှုကုသိုလ်တွေလုပ်ပေးတယ်ဒါပေမဲ့လည်းမရဘူးတနေ့ထက်တနေ့ထက်ကိုပို့ပို့ကိုစိုးပြီးတော့ခြောက်လန့်မှုတွေကကျန်းလာတယ်ပေါ့နော်ဒီလိုနဲ့တနေ့မှာဆရာတော်တပါးကဒီဖုန်းကြောင်းကို ပြောင်းရွှေ့လာပြီးတော့သတင်းသုံးတယ်အဲ့ဒီအချိန်မှာဆိုလေဒါဖိဆွေရဲ့ချောင်းလန်းတဲ့သတင်းတွေကလည်းဒါထွက်နေတယ်ပေါ့နော်အဲ့နဲ့အဲ့ဒီဆရာတော်ဖျားကလည်းဒါဖိဆွေအတွက်ရည်စူးပြီးတော့ပေတရားတွေနာကောင်းမှုကုသိုလ်တွေလုပ်ပေးတယ်တဲ့အဲ့ဒီဆရာတော်ဖျားနဲ့ဒါဖိဆွေနဲ့ကရေဆက်ပါလို့လားလို့မသိဘူးပေါ့နော်အရှိမအဖိဆွေအတွက်ကောင်းမှုကုသိုလ်တွေလုပ်ပေးတဲ့ဆရာတော်ဖျားတွေရောရွာသားတွေအများကြီးရဲ့အဲ့ချိန်တုန်းကမကြွလို့မလွတ်ဘူးဖြစ်နေတယ်ပေါ့နော်ဒီဆရာတော်ဖျားရောက်ရှိလာပြီးကမှ ိစွေအတွက်ယူစုပြီးတော့အများတန်းနေပေးဝေကောင်းမှုကုသိုလ်တွေလုပ်ပေးကမှဒါကျွတ်လွတ်သွားတယ်ပေါ့နော်ပြောရမယ်ဆိုရင်အခုချိန်ထိဒါ6လမ်းလာမျိုးတွေအိမ်မက်ပေးတာမျိုးတွေမရှိတော့ဘူးတဲ့အားလုံးကလည်းယုံကြည်ကြတယ်ပေါ့နော်ဖိစွေတယောက်ကျွတ်လွတ်သွားပြီဆိုပြီးတော့တဲ့ ဒီနေ့ဒီချိန်ကြီးလဲပေါ့နော်ဒါပြည်သူရဲ့မိသားစုဝင်တွေလာရောက်ပြီးတော့စုံစမ်းတာမျိုးတွေလည်းမကြားသိရဘူးတဲ့ပြီးတော့ပြည်သူကိုဒါမရင်ကြည့်ပြီးတော့တက်သွားလဲလူတက်တရခံကိုလည်းဖမ်းမိတယ်ဆိုတဲ့သတင်းတွေကိုလည်းမကြားရဘူးပေါ့နော်ဒါကတော့စိတ်မကောင်းစရာတစ်ခုပဲပေါ့နော်ဟုတ်ကဲ့ပါအခုပြောပြတဲ့အကြောင်းအရာလေးကတော့ဥတုံထာနေမျိုးနယ်တဲကဒီဖုံးကြောင်ဝင်းထဲမှာရှိတဲ့အုပ်ကူတလုံးရဲ့ဖျက်မှန်အကြောင်းအရာလေးကိုပြောပြတင်ဆက်ပေးတာပဲဖြစ်ပါတယ်အဆုံးတရောက်နားစင်ခန်းစားပေးကြတဲ့ရှုသူတွေအားလုံးကိုလည်းကျေးဇူးများဤတင်ပါတယ်ခင်ဗျာအားလုံးပဲအသက်စီကြမ်းပါ စိတ်ချမ်းသာပြီးတော့လိုရင်ဆန္ဒလေးပြေဝကြပါစေဗျာအိမ်မက်လက်လာမကြပါစေ